အမေရိကန်အင်ချမ်းပြည်ဈေးကွက်ကိုလှုပ်ခတ်ခဲ့တဲ့ဘီယွန်ဆေးရဲ့ဒေါ်လာတန်း200တန်းစာရင်ကြီးပြည်သူများလုံးပဲမိင်္ဂလာပါခင်ဗျာဘီယွန်ဆေးရဲ့ဂျေစီတွေဆုံလဲအောင်ဆိုရင်တော့အနုပညာလောကမှာနာမည်ကြီးဆုံးလဲနေတဲ့ကတရွဲဖြစ်ပြီးတော့အောင်မြင်မှုကိုစီလည်းရယူထားနိုင်ကြပါတယ်ဘီယွန်ဆေးက27ရာစုရဲ့အကောင်းဆုံးဆိုတော်တွေကတရားအဖြစ်သတ်မှတ်ခံထားရပြီးတော့သူ့ရဲ့တခြင်းအဘန်ရောင်းချမှုကနေလဲဒေါ်လာတန်း200ကျော်ထိရထားတဲ့သူတယောက်ပါ ဒီစီကတော့ Red ဆိုတာတရားဖြစ်ပြီးတော့ကိုပိုင် Record Studio တခုကိုပိုင်ဆိုင်ထားသလိုစီဝါရေးဘက်မှလည်းအောင်မြင်နေတဲ့သူတယောက်ပါသူတို့နှစ်ယောက်က2008ခုနှစ်မှာကလေးကလက်ထပ်ခဲ့ကြပြီးတော့ဂျားထဲမှာလည်းအစမပြေမှုတွေရှိတယ်လို့သတင်းထွက်ခဲ့ပေမဲ့အခုချိန်ထိတော့မြဲနေကြတာဖြစ်ပါတယ် ဒါပေမဲ့ကျွန်တော် Food Magazine ကထုတ်ပြန်တဲ့အစီအစဉ်တွေအရဘီယွန်ဆင်းရဲ့ပိုင်ဆိုင်မှုကဒေါ်လာ300ကျော်ရှိနေပြီးတော့ဂျေစီကတော့ဒေါ်လာ2.5ဘီလီယံအထိပိုင်ဆိုင်မှုရှိတယ်လို့လည်းသိရပါတယ်။ဂျေစီက Red Story ထဲမှာပထမဆုံးဘီလီယံနာအနေနဲ့မှတ်တမ်းဝင်ထားခဲ့သူတရားပါ။သူတို့ဆောင်တဲ့ကအင်ဂျန်မြေပိုင်းမှာလည်းယင်းနှမြုံနယ်မှုတွေလှုပ်တက်ကြပြီးတော့တန်းချီတန်းတဲ့အပန်းပြေဆိုင်ရင်ဒီအများပြားကိုလည်းပိုင်ဆိုင်ထားခဲ့ပါတယ်။ အဲဒီကမှတံမိုးကြီးဆုံးတဲ့အမေရိကန်နိုင်ငံရဲ့အင်ချန်မြေလောကကိုပါလှုပ်ခတ်သွားစေခဲ့တဲ့ဆိုင်းတလုံးလည်းရှိနေပါတယ်။အဲဒါကတော့ကယ်လီဖိုးနီးယားပြည်နယ်ကကမ်းခြေမြို့တစ်မြို့ဖြစ်တဲ့မာလီဘူးမြို့ကဆိုင်းကြီးပဲဖြစ်ပါတယ်။2013ခုနှစ်မှာတော့ဘီယွန်ဆင်းနဲ့ဂျေဇီးတို့ကဒီဆိုင်းကြီးကိုဒေါ်လာ1000နဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။ဒီအယောင်းဝယ်ကကယ်လီဖိုးနီးယားအင်ချန်မြေတမိုင်းမှာဈေးကြီးဆုံးလည်းဖြစ်လာပါတယ်။အမေရိကန်နိုင်ငံလုံးအနေနဲ့ဆိုရင်ဒုတိယမြောက်ဈေးကြီးဆုံးအဖြစ်မှတ်တမ်းဝင်ထားပါတယ်။ဒီဆိုင်းကြီးကိုဂျပန်ရဲ့နာမည်ကြီးဗိဒုကပညာရှင်တစ်ဦးဖြစ်တဲ့တာဂျီအိုအန်ဒိုကိုရိုင်းကဒီဇိုင်းရေးဆွဲပြီးတည်ဆောက်ထားခဲ့တာပါ။ ဒီဆန်အိမ်ကဒေါ်လာတန်းနေရာအထိတန်ကြီးရှိနေခဲ့ရတဲ့အကြောင်းရင်းတစ်ခုလည်းရှိနေပါတယ်။အရင်ပိုင်းရှင်တွေကပကြီကားနဲ့ရှင်းအောင်ပစ္စည်းစုဆောင်းနေတယ်လို့လို့သိရပြီးဆန်အိမ်ကိုအလားဆင်ထားတဲ့ပကြီကားနဲ့ရှင်းအောင်ပစ္စည်းတွေကိုပါထည့်သွင်းရောင်းချသွားခဲ့တာဖြစ်ပါတယ်။မာလီဘူးဆိုတာကအမေရိကန်ရဲ့တထင်းတွေနေထိုင်ကြတဲ့နေရာဖြစ်ပြီးတော့အဲဒီထဲမှာဘီယွန်စီတို့ရဲ့ဆန်အိမ်ကအကောင်းဆုံးနေရာမှာရှိနေတယ်လို့ပြောလို့ရပါတယ်။အရင်ကဒီဆန်အိမ်ရဲ့ပုံစံကအခုလိုမဟုတ်ပဲ2014ခုနှစ်မှာဘီသူကပညာရှင်အန်ဒိုကဦးဆောင်ပြီးကွန်ကရစ်တွေမှန်ချက်တွေနဲ့အခုခေတ်ပုံစံမျိုးပြန်လည်ပြင်ဆင်ပေးခဲ့တာဖြစ်ပါတယ်။ အိမ်ရဲ့အကျဉ်းဝင်းဟာ square feet 4000ကျော်အထိကိုရှိတာဖြစ်ပါရင်မန်တွေကိုအသုံးပြုခဲ့တာကြောင့်အိမ်တဲကနေတော့ပင်လယ် view ကိုအပြည့်အဝခန်းစားနိုင်ပြီးတော့အနည်းပောင်းရင်းချင်အောင်ဆိုရင်လည်းတစ်ပင်အနေနဲ့ဆင်းဆင်းဆူဆူရှိပါရည်အဲ့ဒီမှာဆိုရင်အိတ်ခန်း၆ခန်းရုပ်ရှင်ရုံဂျင်းစပါနဲ့စာကြည့်တိုင်းစားတဲ့အပန်းဖြေဖို့နေရာတွေကိုလည်းစောစောလင်းလင်းထည့်သွင်းထားခဲ့တာပါ။တိမ်လုံးမှာတုံးထားတဲ့ facility အားလုံးကလည်းတန်ဖိုးကြီးစင်ကန်ပစ္စည်းတွေကြီးပဲဖြစ်ပါရင် ဆိုင်ကြီးတွေနဲ့အပန်းဖြေကျွန်းတွေအများပြားပိုင်ဆိုင်ထားတဲ့ဗီယိုဆင်းတဲ့ဂျေစီတို့ဇနီးမောင်နှံအတွက်လည်းဒီတန်း200ရန်ဆိုင်အိမ်ကိုဝယ်ယူလိုက်နိုင်တာကအောင်မြင်မှုတစ်ခုလို့ဖြစ်နေခဲ့ပါတယ်။သူတို့မှာကဒီဆိုင်အိမ်ပြင်ဒေါ်လာတန်း60 90နဲ့တရာကျော်ထိရှိတဲ့တခြားဆိုင်အိမ်တွေကိုလည်းပိုင်ဆိုင်ထားခဲ့ပါသေးတယ်။ဒါကြောင့်သူတို့နှစ်ယောက်ကိုဘရင်နဲ့ဘရင်မဆိုပြီးပြည်သက်တွေကတင်စားခေါ်ဝေါ်နေကြတာဖြစ်ပါတယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရစေခင်ဗျာ။